လေးစီယူနိုက်တက်နဲ့ပန်လီအသင်းတို့ဟာချန်ပီယံရှစ်ပွဲစဉ်44အဖြစ်ကစားခဲ့တဲ့ပွဲမှာနိုင်ပွဲကိုစီရယူနိုင်ခဲ့တဲ့အတွက်လာမယ့်ရာသီပရီးမီးယားလိထံတန်းပြန်တက်ခွင့်လက်မှတ်ရရှိသွားခဲ့ပြီးဖြစ်ပါတယ်။လေးစီယူနိုက်တက်အသင်းကစတုတ်စီးတီးအသင်းကို6-9ကိုမရှိနဲ့ကိုးပြတ်အနိုင်ရခဲ့ပြီးပန်လီအသင်းကရှက်ဖီးယူနိုက်တက်အသင်းကို2-2ခုနဲ့အနိုင်ရရှိခဲ့တာပါ။ချန်ပီယံရှစ်ပွဲစဉ်ကစားဖို့နှစ်ပွဲသာကြာရှိတော့တဲ့အချိန်မှာလေးစီယူနိုက်တက်နဲ့ပန်လီအသင်းတို့ဟာရမှတ်94မှတ်စီနဲ့အမပေးစရာအဆင့်တင်းတဲ့နှစ်နေရာမှာယက်တည်နေတာဖြစ်ပါတယ်။ Leeds United နဲ့ Burnley အသင်းတို့ဟာအမပေးစရာအဆင့်သုံးနေရာက Sheffield United အသင်းကိုရမှတ်ရှိမှတ်ဖြတ်ပြီးဥဆောင်ထားတာကြောင့် Premier League ထံတန်းပြတ်တက်နိုင်ခဲ့တာပါ Leeds United အသင်းက၂ရာသီအကြာမှ Premier League ထံတန်းပြတ်တက်နိုင်ခဲ့တာဖြစ်ပြီးမနစ်ကရာသီက Premier League ကနေတန်းဆင်းခဲ့ရတဲ့ Burnley အသင်းကတော့၁ရာသီအကြာမှတန်းပြတ်တက်နိုင်ခဲ့ပါတယ် Burnley အသင်းနီးပြစကောပါကကသူတို့ရဲ့ရာသီအစရည်မှန်းချက်နဲ့ပြင်မှတ်က Premier League ထံပြန်သွားအောင်လုပ်ဖို့ဖြစ်ပြီးဒါကိုလုပ်နိုင်ခဲ့တာကြောင့်အသင်းအတွက်အလွန်ဂုဏ်ယူမိတယ်လို့ပြောခဲ့တာပါ စကောပါကဟာဖူဝမ်နဲ့ဘုံမောက်အတင်းတို့ကိုကင်တွယ်ခဲ့ခြင်းကလည်းချန်ပီယံရှစ်ကနေပရီးမီးယားလိဂ်ထံတန်းတန်းအောင်ဦးဆောင်နိုင်ခဲ့ပါတယ်ချန်ပီယံရှစ်အမှတ်ပေးဖလာကိုလီးစ်ယူနိုက်တက်အတင်းနဲ့ဘန်လီအတင်းတို့တွေကဘယ်အတင်းရယူနိုင်မလဲဆိုတာလက်ကျန်ပွဲစဉ်နှစ်ပွဲရလက်ပုံမူတီဗီဆုံးဖြတ်သွားမှာဖြစ်ပါတယ်ရှက်ဖီယူနိုက်တက်နဲ့ဆန်ဒါလန်အတင်းတို့ကချန်ပီယံရှစ်ပလေးအော့ဖ်ရှင်ပိုင်ခွင့်ရဖို့တည်ကြောက်သွားခဲ့ပြီးလက်ကျန်နေနေရာအတွက် Bristol, Coventry, Middlesbrough နဲ့ Millwall အတင်းတို့ရှင်ပိုင်နေကြတာဖြစ်ပါတယ်